ဟုတ်မင်္ဂလာပါအခုကျွန်တော်တို့တွေအာ data ကို store လုပ်မယ်ပေါ့နော်အဲ့တော့ create လုပ်လိုက်မယ်ဒီမှာအာတခုခုရေးပြီးတော့ဒီမှာဖန်တီးလိုက်မယ်ဆိုရင်အာ database ဝင်သွားမယ်အဲ့ဒီအချိန်မှာကျွန်တော် toast message လေးကျွန်တော်ထုတ်ပြခြင်းတယ်အဲ့မှာ session flushing လုပ်တဲ့ကိစ္စတွေပါလာပြီပေါ့နော်အာ toast message ကို session ထဲမှာ data ရှိမှဒီ toast message ကိုထုတ်ထုတ်ပြမယ်စသဖြင့်အဲ့လိုမျိုးအာဖန်တီးမှာပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာ react toast DOSDR ပါ to to define လို့ကျွန်တော်ရရှာလိုက်မယ်ပေါ့နော်အဲဒီ react to define ဒီမှာရှိလိမ့်မယ်ကျွန်တော်ဒီကောင်ကိုကျွန်တော်ပေါ်ပြီးကူလိုက်မယ် pin yarn add နဲ့ဒီ to define package ကိုလာပြီးတော့အာသုံးရအောင်ပေါ့နော် okay အဲ့တော့ဒီမှာဘာလို့လဲဆိုတော့အာကျွန်တော်ဒီကောင်ကို copy ကူလိုက်မယ် import လုပ်ရမယ်ပြီး dose container ကိုကျွန်တော်တို့သုံးဖို့လိုတယ်အဲ့ဒါဒီအားလုံးကိုကျွန်တော်တို့ကအာလေးယောက်ထဲမှာသွားပြီးတော့အဲရေးထားမယ်ပေါ့နော် okay အဲ့တော့ဒီမှာဒီ dose dose cargo ခဏနေကျွန်တော်ဆမ်းမှုတော့ခဏထားလာလိုက်မယ်။အဲ့တော့ဒီအောက်မှာဒါပါလဲဆိုတော့ dose container ကိုကျွန်တော်လာပြီးသုံးမယ်။အဲ့တော့ dose container ဒီ loss ရဒီတိုင်းလေးပဲကျွန်တော်အရင်အာဆမ်းကြည့်မယ်ပေါ့နော်။အဲ့တော့ဒီမှာလာပြီးတော့အာဒီလေးရောက်မှာ dose dose. success နဲ့ nice လို့ကျွန်တော်ပြောလိုက်မယ်။ save လိုက်မယ်။ဒီမှာတို့လာ nice ဆိုပြီးတော့ toast message လေး ွက်လာပြီဒါဆိုအာအဆင်ပြေသွားပြီပေါ့နော်အဲ့တော့သူညာဘက်ကြီးမှာ ရောက်နေတာဗျာကျွန်တော် position နဲ့အာဟိုဟာ CND ရ San Top Center okay Top Center ကိုကျွန်တော်သုံးလိုက်ဒါဆိုလို့ရှိရင်အပေါ်အလယ်မှာရောက်နေမှာပေါ့နော်အဲဒီလိုမျိုးထွက်လာပေါ့ပေါ့နော် okay အဲ့တော့ဒါဆို toast message ထုတ်တာကတော့အဆင်ပြေပြီနောက်တစ်ခုကဘာလို့ဆို Inertia INIA DIA GS အာ share data share okay share data ဒီမှာ share လို့ရှာလိုက်မယ် share data ကိုတစ်ချက် အာဝင်လိုက်မယ်ပြီးရင်ဒီမှာ handling inertial request middleware ရဲ့ share ထဲမှာကျွန်တော် logic တွေသွားပြီးရေးလို့အာရတယ်တော့ handling inertial request ကိုကျွန်တော် share လိုက်မယ်အာဒီမှာပေါ့နော် middleware ထဲမှာရှိတယ်အဲ့တော့ဒီထဲမှာဒီမှာ share ဆိုတဲ့အကောင်ဒီထဲမှာဒီမှာ return မှာဒီမှာ share လို့အာရရဲပေါ့နော်အဲ့တော့ကျွန်တော်က success ဆိုတဲ့အကောင်လေးကို share မယ် success ပါရဲ့ဆိုရင် dollar sign request ကနေလာမယ်အာ session နဲ့က ဒီကျွန်တော် get method နဲ့ SUCCE SSSS okay နောက်တစ်ခုကအာလိုလိုမမဲ error အတွက်ပါကျွန်တော်တို့ share လုပ်ထားလိုက်မယ် authentication တွေပါလေဒီကနေ share လို့ရတယ် auth data တွေ react ကနေလိုချင်တယ်လိုချင်တယ်ဆိုလို့ရှင်ဒီကနေလမ်းပြီး share လို့အာရတယ်ပေါ့နော် okay ဒီပုံစံတိုင်းကျွန်တော်တို့ share လိုက်လို့ရပါတယ်အဲ့တော့ကျွန်တော်ကအခု category sorry category မှာကျွန်တော် text controller ကိုတစ်ချက်သွားလိုက်မယ်ဒီမှာ create မှာလေကျွန်တော်တို့ week နဲ့ flashing လဲမီလို့လို့ရတယ်အဲ့တော့ week နဲ့ week နဲ့ success မှာ hello လို့ကျွန်တော်တစ်ချက်ရေးလိုက်မယ်ဒါဆိုရင် create route ကိုလာပြီး call ပြီးဆိုတာနဲ့အာဒီ success hello ကပေါ်နေရမယ်ပေါ့နော်မပေါ်ရင်တော့ကျွန်တော်တခုခုလွယ်လို့ပေါ့နော်အဲ့တော့ကျွန်တော် back နဲ့တစ်ချက်ပြန်ထွက်လိုက်မယ်ပြန်ဒီ component မှာတစ်ချက်ဒီ index အာခဏလေးเนาะ create condition ကျွန်တော်နေလိုက်မှာကိုအဲ့တော့ဒီ create ကိုလာပြီးကြည့်လို့ရှင်ဒီမှာတို့လာ success မှာပေါ်လာပြီ hello ဆိုပြီးတော့ကျွန်တော်တို့ဒါ share မဲ့ data အချက် share လိုက်ရတဲ့ data ဒီမှာပေါ်နေပြီပေါ့เนาะဒါဆိုရင် react ဒီ inertia ကနေပြီးတော့ကျွန်တော်တို့လိုချင်နေဆိုရင်ခုန create page မှာသွားပြီးတော့ယူလို့ရပြီပေါ့ဟုတ်လားအာခုနကကျွန်တော်တို့ဟာအာ const နဲ့ equal use use page ကနေပြီးတော့ကျွန်တော်ယူသုံးလို့အာရပြီ .props နဲ့အာဒီမှာ succ as a success ကိုကျွန်တော်ယူသုံးလိုက်မယ်အဲ့တော့အဲ့တော့ကျွန်တော်ကျွန်တော်တို့ဒီကနေ if နဲ့လမ်းပြီးတော့စစ်လိုက်နေ success on succ success ပါလားပါနေတယ်ဆိုလို့ရှိရင် toast.success မှာ success ကိုကျွန်တော်တို့ထုတ်ပြလိုက်မယ်အဲ့တော့တစ်ချက်ကြည့်ကြည့်အောင်အဲ့တော့ဒီမှာ create ကိုကျွန်တော်တစ်ချက်ပြန်နှိပ်ကြည့်မယ်ကိုဘာမှမပေါ်လာဘူး အဲ့ okay ဒီမှာပေါ်လာပြီ success မှာအဲဒီကောင်လေးပေါ်လာပြီပေါ့နော်ဒါဆိုရင်အာအဆင်ပြေသွားပြီဒါဆိုကျွန်တော် redirect လုပ်တဲ့အခါမှာလည်းအဲ့ဒီပုံစံတိုင်းကျွန်တော် session flushing လမ်းလုံလို့ရတယ်ဒီမှာလာပြီးတော့စစ်လို့ရတယ်ပေါ့နော် okay အဲ့တော့ဒါလေးက inertia gs မှာ data ဘယ်လို share မလဲဆိုလေဟာ data share မယ်ဆိုရင်ဒီကနေသွားပြီးတော့ကြိုက်တာ share လို့ရတယ်အခုတော့ session နဲ့က data ကို share ထားတယ်ပေါ့နော်ပြန်အာ inertia gs မှာ toast message တွေဘယ်လိုဖန်တီးမလဲဆိုတော့အအကြောင်းကိုပြောပြတာဖြစ်ပါတယ်အားလုံးကျေးဇူးပါ